ကြည့်ရှုသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025 3လပိုင်း16ရက်နေ့မှာထွက်ရှိမဲ့5ချိန်မြောက် 3D အအတွက်ကစားသည့်နဲ့ကနန်းတစ်ကွက်ကိုစတင်တွက်ပြပေးသွားမှာဖြစ်ပါတယ်ထေစီရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနောက်ပိတ်နှလုံးပေါင်းခြင်း3 3ရက်နှက်ခတ်5ကဒီထေစီနှလုံးပေါင်းခြင်း5ဖြစ်နေပါတယ်နှက်ခတ်တစ်လက်ပါဝါတစ်လက်ယူပါမယ် ဒီနောက်ပိတ်နှလုံးပေါင်းခြင်း3ည3ညရဲ့ပါဝါ9ကဒီထိတ်စီးနှလုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီနောက်ပိတ်နှလုံးပေါင်းခြင်း3 3ရဲ့နှက်ခတ်9ကဒီထိတ်စီးနှလုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီနောက်ပိတ်နှလုံးပေါင်းခြင်း3ည3ညရဲ့ပါဝါ9ကဒီထိတ်စီးနှလုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒါကြောင့်ဒီနောက်ပိတ်နှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်3ရဲ့နှက်ခတ်9ကဒီထိတ်စီးနှလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ် ဒီမှာခုနှစ်ရှိတဲ့အတွက်ရှစ်ပေါင်းရမှာဖြစ်ပါတယ်ထိတ်စီးရှစ်ပါဒီနီးနဲ့ခက်စင်စင်မနစ်က14ချိန်ကနန်း3ည4တက်မှာအလဲထိုင်လေးကိုတွက်ပြခဲ့ပူပါတယ်ထပ်ပြီးတော့ထိတ်စီးရှာပြပြီးတော့မှာဖြစ်ပါတယ်ဒီမှာလေးရှိသလိုဒီသုံးလုံးပေါင်းခြင်းလေးဖြစ်နေပါတယ် ဒီမှာ6ရှိတယ်လို့ဒီ3လုံးပေါင်းခြင်း6ဖြစ်နေပါတယ်။ဒါကြောင့်ဒီမှာ3ညရှိတဲ့အတွက်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်။ဒီ2လုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်8ပေါင်းရမှာဖြစ်ပါတယ်။ဖြည့်စည်8ပါ။ဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်။ဒီ3လုံးပေါင်းခြင်း4ဖြစ်ပါတယ်။ဒါကြောင့်ဒီ3လုံးပေါင်းခြင်းလည်း4ဖြစ်ရမှာဖြစ်ပါတယ်။ဒီ2လုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်8ပေါင်းရမှာဖြစ်ပါတယ်။ ထိတ်စီးရှိပါနောက်တစ်ချက်ဒီ၃လုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း10ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီထိတ်စီးခွန်ရဲ့နက္ခတ်၃ညကဒီနှလုံးပေါင်းခြင်း၃ညဖြစ်ပါတယ်ဒီ၃ရဲ့နက္ခတ်၅ကဒီနှလုံးပေါင်းခြင်း၅ဖြစ်ပါတယ်ဒါကြောင့် ဒီထိတ်စီးရှိရဲ့နက္ခတ်တက်ကဒီနှလုံးပေါင်းခြင်းတစ်ဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ထိတ်စီးရှစ်ရလာပါတယ်။အလဲထိုင်းရှပြပေးတော့မှာဖြစ်ပါတယ်။ဒီသုံးလုံးပေါင်းခြင်းနှစ်ဖြစ်ပါတယ်။ဒီသုံးလုံးပေါင်းခြင်းသုံးဖြစ်ပါတယ်။နှစ်သုံးလေးဖြစ်ဖို့အတွက်ဒီသုံးလုံးပေါင်းခြင်းလေးဖြစ်ရမှာဖြစ်ပါတယ်။ ဒီနှလုံးပေါင်းခြင်းခုနှစ်ဖြစ်တဲ့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်။ဒီသုံးလုံးပေါင်းခြင်းသုံးဖြစ်ပါတယ်။ဒီသုံးလုံးပေါင်းခြင်းနှစ်ဖြစ်ပါတယ်။သုံးနှစ်တစ်ဖြစ်ဖို့အတွက်ဒီသုံးလုံးပေါင်းခြင်းတစ်ဖြစ်ရမှာဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်းလေးဖြစ်တဲ့အတွက်ခုနှစ်ပေါင်းရမှာဖြစ်ပါတယ်။ဒါကြောင့်အလဲထိုင်ခုနှစ်ပါဒီနှလုံးပေါင်းခြင်းခုနှစ်ဖြစ်တယ်လို့အောက်မှာ အလဲထိုင်ခုနှစ်ဖြစ်လာပါတယ်။ဒီနှလုံးပေါင်းခြင်း ခုနှစ်ဖြစ်တယ်လို့အောက်မှာအလဲထိုင်ခုနှစ်ဖြစ်လာပါတယ်။ဒါကြောင့်ဒီနှလုံးပေါင်းခြင်းခုနှစ်ဖြစ်တဲ့အတွက်အောက်မှာအလဲထိုင်ခုနှစ်ဖြစ်လာရမှာဖြစ်ပါတယ်။ဒါကြောင့်အလဲထိုင်ခုနှစ်ရလာပါတယ်။ထေစီအလဲထိုင်ပေါင်းခြင်းကိုရှာပြပေးတော့မှာဖြစ်ပါတယ်။ဒီမှာ6ရှိသလိုဒီ3လုံးပေါင်းခြင်း 6ဖြစ်နေပါတယ်ဒီမှာနှစ်ရှိသလိုဒီသုံးလုံးပေါင်းခြင်းနှစ်ဖြစ်နေပါတယ်ဒီမှာခုနှစ်ရှိသလိုဒီသုံးလုံးပေါင်းခြင်းခုနှစ်ဖြစ်နေပါတယ်ဒီမှာခုနှစ်ရှိသလိုဒီသုံးလုံးပေါင်းခြင်းခုနှစ်ဖြစ်နေပါတယ်ဒီမှာခုနှစ်ရှိသလိုဒီသုံးလုံးပေါင်းခြင်းခုနှစ်ဖြစ်နေပါတယ်ဒါကြောင့်ဒီမှာရှစ်ရှိတဲ့အတွက်ဒီသုံးလုံးပေါင်းခြင်းရှစ်ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာသုံးရှိတဲ့အတွက် ထိတ်စီးအလဲထိုင်ပေါင်းခြင်း၅ဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိတ်စီး၈အလဲထိုင်9အတွဲကကိုက်ညီမှုရှိနေပါတယ်။၂023 14ချိန်ကနေ453မှာထိတ်စီးအလဲထိုင်ပေါင်းခြင်းကိုဒီပုံစံမျိုးတွက်ပြခဲ့ပူပါတယ်။ထိတ်စီးအလဲထိုင်အတွဲကို ရှာပြပြီးသွားမှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း6ဖြစ်တယ်လို့အလဲထိုင်6ဖြစ်နေပါတယ် ဒီသုံးလုံးပေါင်းချင်းတုံညဖြစ်တယ်လို့အလဲထိုင်တုံညဖြစ်နေပါတယ်ကျွန်တော်တို့ကထိတ်စီးရှစ်ယူထားတဲ့အတွက်ဒီသုံးလုံးပေါင်းချင်းခုနှစ်ဖြစ်ပါတယ်ဒါကြောင့်အလဲထိုင်ခုနှစ်ဖြစ်ရမှာဖြစ်ပါတယ်နောက်ပိတ်ရှာပြပြီးတော့မှာဖြစ်ပါတယ်ဒီမှာတစ်ရှိတဲ့အတွက်တည့်ရက်နှက်ခတ်ရှစ်ကဒီသုံးလုံးပေါင်းချင်းရှစ်ဖြစ်ပါတယ် ဒီမှာကိုးရှိတဲ့အတွက်ကိုးရဲ့နှက်ခတ်6ကဒီ၃လုံးပေါင်းခြင်း6ဖြစ်ပါတယ်။ဒါကြောင့်ဒီမှာခုနှစ်ရှိတဲ့အတွက်ခုနှစ်ရဲ့နှက်ခတ်3ညကဒီ၃လုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်။ဒီ၄လုံးပေါင်းခြင်း6ဖြစ်တဲ့အတွက်၄ပေါင်းရမှာဖြစ်ပါတယ်။နောက်ပိတ်၄ပါ။ဒါကတော့နောက်ပိတ်၄တမျိုးတည်းတန်းရပါတယ်။ဒီပုံစံနဲ့ခက်ဆင်ဆင်ဖြစ်စဉ်တစ်ခုကိုကျွန်တော် တွက်ပြပါဦးမယ်ဒီ၃လုံးပေါင်းခြင်း6 6ရဲ့နှက်ခတ်9ကအလဲထိုင်9ဖြစ်လာပါတယ်ဒီနေရာမှာအလဲထိုင်3မျိုးဖြစ်နိုင်ခြင်းရှိပါတယ်9ရဲ့3ညရဲ့1ရဲ့ဖြစ်ပါတယ်တပင်ကြော်ပြီးတော့ဒီ၃လုံးပေါင်းခြင်း9 9ရဲ့နှက်ခတ်3ညကအလဲထိုင်3ညဖြစ်လာပါတယ်ဒီနေရာမှာလည်းဖြစ်နိုင်ခြင်းကဏ္ဍ3လုံးက9ရဲ့3ညရဲ့1ရဲ့ဖြစ်ပါတယ် ဒီတပင်ကိုကြော်ပြီးတော့ဒီသုံးလုံးပေါင်းခြင်းနှစ်နှစ်ရဲ့နှက်ခတ်လေးကအလဲထိုင်လေးဖြစ်လာပါတယ်ဒီနေရာမှာတော့ဖြစ်နိုင်ခြေခဏကနှစ်မျိုးတည်းဖြစ်ပါတယ်လေးရဲ့၅ရဲ့ပါထပ်ပြီးတော့နောက်ပိတ်ရှားပြပေးသွားမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်းကို၉ရဲ့နှက်ခတ်၆က ဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်။ DM မှာဖြစ်နိုင်ခြေခဏ3 4 5 3မျိုးတဲ့ကနောက်ပိတ်3ဖြစ်ထားပါတယ်။ဒီ3လုံးပေါင်းခြင်း6 6ရဲ့နှက်ခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်။ဒီနေရာမှာဖြစ်နိုင်ခြေခဏ3ည1 2 3မျိုးတဲ့ကနောက်ပိတ်3ညဖြစ်ထားပါတယ်။ကျွန်တော်ကတော့နောက်ပိတ်လေးကိုရွေးချယ်ထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း1 တရက်နက်ခတ်ရှစ်ကဒီနှလုံးပေါင်းခြင်းချစ်ဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရွေးချယ်ထားတဲ့နောက်ပိတ်၄ကကာညီမှုရှိနေပါတယ်။ဖြစ်နိုင်ခြင်းကဏ္ဍ၃မျိုး1 3 4ဖြစ်ပါတယ်။ကျွန်တော်ကတော့နောက်ပိတ်၄ကိုပဲရွေးချယ်ထားပါတယ်။မနစ်က၅ချိန်မှာဒီနီးနဲ့ခက်ဆင်ဆင်နောက်ပိတ်ရှာပြထားတာလေးကိုလည်း ကျွန်တော်ထပ်ပြီးရှင်းပြပေးတော့ပါဦးမယ်မနစ်က15ချိန်မှာကျွန်တော်က4 3 5ဆိုပြီးတော့9နောက်ပိတ်ကိုဒီနည်းနဲ့ရှားပြခဲ့ပူပါတယ်ဒီ3လုံးပေါင်းခြင်းနှစ်နှစ်ရဲ့ပါဝါ9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်းကို9ရဲ့နှက်ခ6ကဒီနှလုံးပေါင်းခြင်း6ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်းနှစ်နှစ်ရဲ့ပါဝါ9က ဒီနှလုံးပေါင်းခြင်းခုနှစ်ဖြစ်ပါတယ်နှစ်ပါဝါခုနှစ်ကိုးနက္ခတ်6နှစ်ပါဝါခုနှစ်ကိုးနက္ခတ်6ဆိုပြီးတော့ကျွန်တော်ကဒီသုံးလုံးပေါင်းခြင်းကိုးကိုယူထားပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း၄ဖြစ်တဲ့အတွက်၅နောက်ပိတ်ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီသုံးလုံးပေါင်းခြင်းကိုကိုယ့်ရဲ့နက္ခတ်6ကဒီနှလုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်။ကျွန်တော်က9နောက်ပိတ်ယူထားတဲ့အတွက်နှလုံးပေါင်းခြင်း6ကိုင်ညီမှုရှိနေပါတယ်။တကယ်တော့ ဒီနေရာမှာနောက်ပိတ်ကဖြစ်နိုင်ခြေခဏ3မျိုးရှိပါတယ်9ရယ်6ရယ်9ရယ်ဖြစ်ပါတယ်9ဖတ်သွားပါတယ်ဒီ3လုံးပေါင်းခြင်း1 1ရဲ့နက္ခတ်6ကဒီ2လုံးပေါင်းခြင်း10ဖြစ်ပါတယ်16ကြိမ်မှာလည်းဆက်ပြီးတော့ဖြစ်ပါသေးတယ်ဒီ3လုံးပေါင်းခြင်း9 9ရဲ့နှက်ခတ်3ကဒီ2လုံးပေါင်းခြင်း3ဖြစ်ပါတယ်ဒီနေရာမှာတော့ဖြစ်နိုင်ခြေခဏန်းက2မျိုးတည်းရှိပါတယ် 9နဲ့6နှစ်မျိုးပဲဖြစ်ပါတယ်။နောက်ပိတ်6ဖြစ်သွားပါတယ်။အလဲထိုင်နောက်ပိတ်အတွဲကိုရှာပြပြီးသွားမှာဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း8ရှစ်ရဲ့နှက်ခတ်1ကဒီနှလုံးပေါင်းခြင်း1ဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း3ည3ညရဲ့နှက်ခတ်9ကဒီနှလုံးပေါင်းခြင်း9ဖြစ်ပါတယ်။ကျွန်တော်တို့ကအလဲထိုင်9နောက်ပိတ်4ယူထားတဲ့အတွက် ဒီနှလုံးပေါင်းခြင်း၄၄ရဲ့နှက်ကနှစ်ကဒီနှလုံးပေါင်းခြင်း နှစ်ဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့အလဲထိုင်ခုနှစ်နောက်ပိတ်၄အတွဲကကပ်ညင်မှုရှိနေပါတယ်။ဒီနှလုံးပေါင်းခြင်း၃ည၃ညရဲ့နက္ခတ်ခုနှစ်ကဒီ၃လုံးပေါင်းခြင်းခုနှစ်ဖြစ်ပါတယ်။ဒီနှလုံးပေါင်းခြင်း၃၃ရဲ့နက္ခတ်၅ကဒီ၃လုံးပေါင်းခြင်း၅ဖြစ်ပါတယ်။ ျွန်တော်တို့ကလဲထိုင်ခုနှစ်နောက်ပိတ်၄ယူထားတဲ့အတွက်ဒီနှလုံးပေါင်းခြင်းခုနှစ်ခုနှစ်ရဲ့နက်ခတ်၃ညကဒီ၃လုံးပေါင်းခြင်း၃ညဖြစ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့လဲထိုင်ခုနှစ်နောက်ပိတ်၄အတွဲကကိုက်ညီမှုရှိနေပါတယ်။ဒီ၃လုံးပေါင်းခြင်း2နှစ်ရဲ့နက်ခတ်၄ကဒီ၃လုံးပေါင်းခြင်း၄ဖြစ်ပါတယ် ဒီ၃လုံးပေါင်းခြင်းကို6ရဲ့နှက်ခတ်6ကဒီ၃လုံးပေါင်းခြင်း6ဖြစ်ပါတယ်ကျွန်တော်တို့ကအလဲထိုင်9နောက်ပိတ်4ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်းကို6ရဲ့နှက်ခတ်6ကဒီ၃လုံးပေါင်းခြင်း6ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့အလဲထိုင်9နောက်ပိတ်4အတွဲကကိုက်ညီမှုရှိနေပါတယ်ဒီ၃လုံးပေါင်းခြင်း1 1ရဲ့နှက်ခတ်6ကဒီ၃လုံးပေါင်းခြင်း10ဖြစ်ပါတယ် ဒီ၃လုံးပေါင်းခြင်း6 6ရဲ့နှက်ခတ်9ကဒီ၃လုံးပေါင်းခြင်း9ဖြစ်ပါတယ်ကျွန်တော်တို့ကအလဲတိုင်းခုနှစ်နောက်ပိတ်၄ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း3 3ရဲ့နှက်ခတ်9ကဒီ၃လုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့အလဲတိုင်းခုနှစ်နောက်ပိတ်၄အတွဲကကိုက်ညီမှုရှိနေပါတယ်နောက်တစ်ချက် ဒီ၃လုံးပေါင်းခြင်း6ဖြစ်တယ်လို့ဒီ၂လုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒီ၃လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ၂လုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီ၃လုံးပေါင်းခြင်း10ဖြစ်တယ်လို့ဒီ၂လုံးပေါင်းခြင်း10ဖြစ်နေပါတယ်ဒီ၃လုံးပေါင်းခြင်း9 9ရဲ့နှက်ခတ်3ကဒီ၃လုံးပေါင်းခြင်း3ဖြစ်ပါတယ် ဒီ၃လုံးပေါင်းခြင်းငါ၅ရဲ့နှက်ခတ်၃ကဒီ၃လုံးပေါင်းခြင်း၃ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၈၈ရဲ့နှက်ခတ်၁ကဒီ၃လုံးပေါင်းခြင်း၁ဖြစ်ပါတယ်ကျွန်တော်တို့ကအလဲထိုင်း9နောက်ပိတ်၄ယူထားတဲ့အတွက်ဒီ၃လုံးပေါင်းခြင်း၃၃ရဲ့နှက်ခတ်၅ကဒီ၃လုံးပေါင်းခြင်း၅ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့အလဲထိုင်း9 နောက်ပိတ်လေးအတွဲကကန့်ညီမှုရှိနေပါတယ်ထေစီအလဲထိုင်ပေါင်းခြင်းနဲ့နောက်ပိတ်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း6ဖြစ်တယ်လို့ဒီ၃လုံးပေါင်းခြင်း6ဖြစ်နေပါတယ်ဒီ၃လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ၃လုံးပေါင်းခြင်း9ဖြစ်နေပါတယ်ကျွန်တော်တို့ကထေစီ၈အလဲထိုင်9ယူထားတဲ့အတွက် ဒီ၃လုံးပေါင်းခြင်း၈ဖြစ်ပါတယ်။ဒါကြောင့်ဒီ၃လုံးပေါင်းခြင်း၈ဖြစ်ရမှာဖြစ်ပါတယ်။ဒီ၄လုံးပေါင်းခြင်း၄ဖြစ်တဲ့အတွက်၄ပေါင်းရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီး၈အလဲထိုင်း9နောက်ပိတ်၄အတွဲကကိုက်ညီမှုရှိနေပါတယ်။ကျွန်တော်ကတော့ဒီနီးနဲ့၃ကတ်ဆိုက်ယူထားပါတယ်။ဒီပုံစံနဲ့ဆင်တူ အပေါ်မှာ၃ည၄လအထိဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကို ထပ်ပြီးတွက်ပြပေးသွားပါဦးမယ်ဒီပေါ်မှာတော့ပါဝါနဲ့ဖြစ်သွားပါတယ်ဒီ၃လုံးပေါင်းခြင်းကိုကိုယ့်ရဲ့ပါဝါ၄ကဒီ၃လုံးပေါင်းခြင်း၄ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၃ည၃ညရဲ့ပါဝါ၅ကဒီ၃လုံးပေါင်းခြင်း၅ဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်း၃ည၃ညရဲ့ပါဝါ၅က ီ၃လုံးပေါင်းခြင်း၅ဖြစ်ပါတယ်စုစုပေါင်း၃ကတ်မှန်ထားပါတယ် break ရှာပြပြီးတော့မှဖြစ်ပါတယ်နောက်ပိတ်၃ကို break 3ပေါင်းခြင်း6ဖြစ်ပါတယ်နောက်ပိတ်9ကို break ခွန်ပေါင်းခြင်း6ဖြစ်ပါတယ်6 6 6ဖြစ်ဖို့အတွက်နောက်ပိတ်9ကို break 6ပေါင်းရမှာဖြစ်ပါတယ်။နောက်ပိတ်4ကို ဘရိတ်ခွန်ပောင်းခြင်းတစ်ဖြစ်ပါတယ်။နောက်ပိတ်3ကိုဘရိတ်ခွန်ပောင်းခြင်း3ညဖြစ်ပါတယ်။တစ်3ည6ဖြစ်ဖို့အတွက်နောက်ပိတ်3ညကိုဘရိတ်6ပောင်းရမှာဖြစ်ပါတယ်။ဒါကြောင့်ဘရိတ်6ပါနောက်ဆုံးအနေနဲ့ဗရိတ်ရှာပြပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုအဆုံးသတ်မှာဖြစ်ပါတယ်။ဒီ၃လုံးပေါင်းခြင်း2နှစ်ရဲ့ပါဝါ9က အောက်မှာဘရိတ်ခွန်ဖြစ်လာပါတယ်ဒီသုံးလုံးပေါင်းချင်း၃ည၃ညရဲ့နှက်ခတ်ခွနစ်ကအောက်မှာဘရိတ်ခွန်ဖြစ်လာပါတယ်ဒီသုံးလုံးပေါင်းချင်းနှစ်နှစ်ရဲ့ပါပါခွနစ်ကအောက်မှာဘရိတ်ခွန်ဖြစ်လာပါတယ်ဒီသုံးလုံးပေါင်းချင်း၃ည၃ညရဲ့နှက်ခတ်ခွနစ်ကအောက်မှာဘရိတ်ခွန်ဖြစ်လာပါတယ်ဒါကြောင့်ဒီသုံးလုံးပေါင်းချင်း၄ဖြစ်တဲ့အတွက်၄ရဲ့ပါပါ၉ကအောက်မှာဘရိတ်၉ဖြစ်လာရမှာဖြစ်ပါတယ် ဒီ၃လုံးပေါင်းခြင်း6 6ရဲ့နှက်ခတ်9ကအောက်မှာ break ကိုဖြစ်လာရမှာဖြစ်ပါတယ်။ဒါကြောင့် break 9ပါကျွန်တော်တို့ကဖိတ်စည်း8အလဲထိုင်း9နောက်ပိတ်4ယူထားတဲ့အတွက် break ကိုကန့်ညီမှုရှိနေပါတယ်။၂၀25 3လပိုင်း16ရက်နေ့မှာထွက်ရှိမဲ့9ချိန်မြောက် 3D အတွက်ကစားအသင်းနဲ့ခဏတကွက်ကတော့804ဒဲတကွက်ဖြစ်ပါတယ်။ကြီးရှိသူမိတ်ဆွေအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။